့ကိုအခုတုံရမြောက်ပြီးပါနော်ဟိုဂျာပန်ကိစ္စလေးဖန်တဲ့ကိစ္စလေးဘလို့အမိသားကြည့်တာပေါ့သူအိမ်နေကိုဟုတ်အကိုတို့ကဒီအာ19ရက်နေ့ပေါ့နော်19ရက်နေ့မှာအကိုတို့ဒါဒီဂျာပန်နဲ့ပတ်သက်ပြီးတော့အကိုတို့ဒီစစ်စီရင်ဆင်နွှဲမယ်လို့အကိုတို့စတင်ကြော်ညာလိုက်တယ်ပေါ့နော်ကြော်ညာလိုက်တယ်ဆိုတာလဲဒါတကယ်အဲဒီဘက်ချမ်းမာဟို ကိုတို့ရေတစ်ခေါက်ပြောရသလိုပဲเนาะအဲတိတ်ခါတွေအများကြီးအတွက်ကိုကိုတို့လှုပ်တိလှုပ်ထိုက်တဲ့အရာကိုလှုပ်ရမယ်လို့အဲကိုတို့ကယူဆတယ်အဲ့တော့ဒီယူဆချက်တွေနဲ့ဆုံးဖြတ်ချက်အပေါ်မှာကိုတို့အလုပ်လုပ်ခဲ့တာပေါ့နော်အလုပ်လုပ်ခဲ့တော့ဒီ၁၆ရက်နေ့အဲပြီးတော့ကိုတို့၁၈ရက်နေ့မှာစပြီးတော့မှာကိုတို့ဟိုစစ်စေးရင်စပြတာပေါ့နော်အဲ့တော့ဒီ 18ရက်နေ့မှာစတင်တော့ဗောနော်18ရက်နေ့မစတင်ခင်မှာပဲဒီ18ရက်နေ့ညမှာသူတို့ကအကူတို့ဒီအဲကြော်ညာချက်ကိုကြည့်ပြီးတော့မှအတော်များများကထွက်ပြေးသိမ်းရှောင်သွားတော့ဗောနော်အဲ့တော့ဟိုပါပေါ့လက်ရှိကအကူတို့ဒီ18ရက်နေ့မှာအကူတို့ဒီတချို့တော့အဲဒီစကမ်မာကိုအွန်လိုင်းငွေလေလုပ်ငန်းလုပ်နေတဲ့လူတချို့ကဒီဟိုတယ်ပေါ့နော်အကူတို့ကဒီဟိုတယ်တွေဆိုလို့ရှိရင်လည်း သူတို့ဒီကိုယ်ပိုင်လုပ်ကြထားတဲ့ဟိုတယ်ပုံမှန်မတိပဲနဲ့ကြံနေတဲ့အုပ်စုတွေရှိတယ်အဲ့ဒါကိုကိုတို့ဝင်ရောက်တတ်မတော်ရဲ့ရဲတပ်ဖွဲ့ရဲ့ကိုတို့ပြည်ရဲတပ်ဖွဲ့ရဲ့ဌာနဆိုင်ရာတွေဝင်ရောက်စီးနင်းတဲ့နေရာမှာအဲ့ဒီနေ့မှာပဲ78ရက်နေ့မှာပဲကိုတို့ဒီအပေါ့လူပေါင်း346ဦးပေါ့နော်အဲ့ဒီနေ့မှာကိုတို့လက်ရှိလုပ်ငန်းခွင်မှာထိန်းသိမ်းနိုင်ခဲ့တယ်ပေါ့ဟုတ်နောက်ပြီးတော့အဲ့ဒီကနေပြီးတော့ကိုတို့18ရက်နေ့ညကနေစပြီးတော့ပြေးနေတာ ပြီးနေတဲ့အပြေးဟာကိုတို့တောက်လျှောက်မြေဆက်တောင်ရင်းမြစ်တလျှောက်လဲကိုတို့ပိတ်ဆို့တဲ့တမရတော့ DPG ကလက်တွဲပြီးတော့မှပိတ်ဆို့ထားတာရှိတယ်အဲနောက်ပြီးတော့ကိုတို့တက်ဆိုင်ရာဒီမြောက်ဒီမြို့ပေါ်မှာဒီအဲ့လိုမျိုးပေါ့အတီးတီးကိုတို့တပ်ဖွဲ့တွေဒီထွက်နိုင်တဲ့အပေါက်တွေအကုန်လုံးပိတ်ဆို့ထားတဲ့နေရာမှာလက်ရှိမနေ့ကတော့ကိုတို့အားလုံးစုစုပေါင်း264ဦး264ဦးကိုကိုတို့ဟို နေရာ9နေရာနေတော့ကိုတို့မနေ့ကထိမ့်သိမ့်နိုင်ခဲ့တယ်ပေါ့နော် ဒေသနာကထပ်မှန်ပြီးတော့အကိုတို့လက်ရှိအခုထွက်ပြေးနိုင်တဲ့နေရာတွေကိုအကိုတို့တပ်ဖွဲ့တွေကိုတို့တပ်ဖြန့်ပြီးတော့မှအကိုတို့ဟာလာတော်နေရှာပွေတဲ့နေရာမှာဒီနေ့မှာတော့လက်ရှိအာစီစစ်ဆဲပေါ့နော်စီစစ်ဆဲအယောက်300ကျော်300ကျော်ကိုတို့ဒီနေ့ထပ်မှန်ပေါ်ထုတ်ဖန်းစီရမိတယ်အားလုံးစုစုပေါင်းအလူဦးရေ960ကျော်လောက်တော့ကိုတို့လက်ရှိထိသိမ်းထားနိုင်ကြတယ်အာအဲ့လူအယောက်900ကျော်ဆိုပဲဒေနေကန်တဲ့ ရောက်900ကျော်ကပထမအဦးဆုံးကတော့ကိုလို22နိုင်ငံပေါ့နော်346ဦးဖမ်းမိတဲ့အာနိုင်ငံက22နိုင်ငံအဲအဲ့ဒီမှာအားလုံးနိုင်ငံအားလုံးမှာတော့လူကြီးများဆိုတော့တရုတ်နိုင်ငံသားပေါ့နော်တရုတ်နိုင်ငံသားအဲဒုတိယရက်မှာကကိုတို့ဒီဟိုတိမော့19ရက်နေ့ပေါ့နော်19ရက်နေ့မှာကိုတို့264ဦးဖမ်းမိတဲ့နေရာမှာနိုင်ငံပေါင်း10နိုင်ငံအဲ့ဒီမှာလည်းအများဆုံးကတော့တရုတ်နိုင်ငံသားပေါ့နော် လက်ရှိအာဒီနေ့20ရက်နေ့မှာကိုတို့ဒီစီစစ်စဲအားလုံးစုစုပေါင်းနိုင်ငံပေါင်းကအားလုံးအာလက်ရှိကဟိုဟိုဒီမော့ဟို14နိုင်ငံပေါ့နော်အားလုံးစုစုပေါင်းဒီနေ့မှာတော့14နိုင်ငံအလူရီအားလုံးကိုတို့ဒီဟိုဒီမော့14အာလူရီစုစုပေါင်းကတော့ကိုတို့ဒီဟိုဒီလောက်ရှိမှာပေါ့အာ 350ကျော်ပေါ့နော်350အခုလောလောဆယ်စစ်စည်းနေသေးပေါ့ဟုတ်စစ်စည်းနေသေးနောက်ထပ်လည်းအခုတို့ထပ်မံဖန်စီရရှိဖို့ကတော့အခုတို့ကြိုးစားနေသေးပေါ့ဟုတ်အားလုံးကတော့ဟိုတရုတ်နိုင်ငံသားများပါလားဟုတ်ကဲ့အခုဒီလက်ရှိဖန်ထားတဲ့အဲ့ဒီစကက်မှာပွက်တယ်အခုတို့ဘလို့ထပ်စီစဉ်ထပ်စားလုပ်ဖို့ဘလို့လုပ်အောင်လဲအတူအခုကတော့ဒါဟိုလက်ရှိကတော့အခုကတော့ပူပေါင်းဒီလိုကကျတော့အခုတို့ဒီဂျက်အနေနဲ့ထိန်းသိမ်းပြီးတော့မှ အဲလက်ရှိတက်ဆိုင်ရာနိုင်ငံတော်အစိုးရတောင်ဝရှိလူလက်ထွက်ကိုကိုလိုလွှဲတာပေါ့နော်အခုကကြတော့ပူပေါင်းဖန်စီတဲ့အခါကြတော့ပူပေါင်းစစ်ဆေးတာပေါ့နော်ပူပေါင်းစစ်ဆေးပြီးတော့မှအခုလိုဖန်စီမှုအပိုင်းမှာတော့ပူပေါင်းပြီးတော့ဆောင်ရွက်တယ်အခုစစ်ဆေးမှုအပိုင်းကကြတော့ဒီနိုင်ငံတော်အစိုးရရဲ့တောင်ဝရှိသူရဲတပ်ဖွဲ့တို့ဟလာဒီကတက်ဆိုင်ရာလာဝကတပ်ဖွဲ့တို့သူတို့ကလာဝကအဖွဲ့တွေကနေပြီးတော့မှလက်ရှိဟိုစစ်စစ်ပြီးတော့တက်ဆိုင်ရာသူ့ရဲ့နိုင်ငံပေါ့အမူရင်းနိုင်ငံကို ပြန်ပို့ဖို့ပြန်ပို့နိုင်ဖို့အတွက်ကိုတော့ကိုတို့အခုစစ်စစ်စစ်စီးနေတာပေါ့နော်စစ်စစ်ပြီးတာနဲ့တက်ဆိုင်နိုင်ငံတည်တည်ကိုပြန်လဲလွှဲပြောင်းနိုင်ဖို့လုပ်နေတာပေါ့ဟုတ်ကဲ့အခုလက်ရှိတော့အခုတို့သူတို့ပြန်ကြည့်ရမှာပေါ့နော်ကျွေးဟိုသာသမင်းတွေပါတွေကျွေးရမှာပေါ့နော်နောက်ပြတ်ပြီးတော့တကယ်စစ်စစ်ပြီးတာနဲ့ပြန်ပို့ဆောင်ဖို့ဖတ်တော့ပို့ပြန်စစ်စစ်မှာပေါ့ဟုတ်ကဲ့အခုလက်ရှိကတော့ဒီနိုင်ငံတော်နိုင်ငံတော်ဘက်ကတော့လက်ရှိဟိုတွင်ပေါ့ဟို အာဒီကျွေးမွေးရေးစရိတ်ပေါ့နော်ကျွေးမွေးရေးစရိတ်စရိတ်အတွက်တော့နိုင်ငံတော်ဘက်ကအခုစီစဉ်ပြီးတော့ဟိုဟာစီစဉ်ပေးမယ်လို့တော့အကိုတို့ပြောထားတာရှိတယ်အဲလက်ရှိလူဦးရေလိုက်ပေါ့နော်လူဦးရေလိုက်ဒီကျွေးမွေးစရိတ်ကိုတော့နိုင်ငံတော်ပိုင်းကနေကြခတ်မယ်ဆိုပြီးတော့မှအာစီစဉ်ပေးထားတာရှိတယ်အဲပြီးတာလည်းအကိုတို့ပြန်ပို့တဲ့ကိစ္စကတော့ထပ်ပြီးတော့မှဒါလည်းနိုင်ငံတော်ရဲ့ဟိုအပိုင်းဖြစ်သွားတော့ပေါ့နော်ဟုတ်အခုလက်ရှိအကိုတို့စကန်မှာ ွက်တယ်ဟိုသဘောသူတို့တုံးဆောင်နဲ့ PC ကွန်ပျူတာနဲ့ပတ်သက်တဲ့ PC တို့ဘုံတို့အာဘလို့အခက်အခဲတွေပါလေရှိနေတယ်အဲ့ဒါကဲကဲကိုရုဘကတော့ဘာမှသူတူမရှိပါကိုရုကလက်ရှိသိစီယာမိပစ္စည်းထဲမှာမှာခုနကကွန်ပျူတာကအလုံးကြီးပေါင်းအလုံးမော်နီတာနဲ့ကွန်ပျူတာပေါ့နော်သူရဲ့ဆက်ဆက်ပစ္စည်းအလုံးစုစုပေါင်း2653လုံးပေါ့နော် 653လို့ mobile handset က2000ကျော်ပေါ့ဟို hand phone နေပေါ့နော်ဖုန်းနေအလုံး2000ကျော်ဒါလေးကိုအာစနစ်ကြဟိုတင်စီပြီးတော့မှတက်ဆိုင်ရာကိုတို့နိုင်ငံတော်အစိုးရရဲ့တာဝန်ရှိသူလက်ထွဲကိုကိုတို့ဟိုအနှံ့ပြီးဖြစ်တာပေါ့နော်ဟုတ်အခုအဲ့ဒီစတက်မှာလုံးမဲ့အဲ့ဒီစက်ပစ္စည်းဖုန်းတို့ကွန်ပျူတာတို့အဲ့တိုက်ခံပဲနဲ့ခံတော့အခုတို့ဝင်ပြီးတော့ဖမ်းယူတယ် အခုတော့လက်ရှိပူပေါင်းအဖွဲ့လို့ပဲပြောရင်တော့မြန်သွားမယ်ပေါ့နော်ပူပေါင်းအဖွဲ့လို့ပဲပြောရင်မြန်သွားမယ်ပေါ့ဒါကုနာကလည်းဘသူတွေပါဝင်ပူပေါင်းဆောင်ရွက်နေလဲဘသူအစီအမံနဲ့တွားနေလဲဆိုတော့ကိုတို့ကလက်ရှိနိုင်ငံတော်အကြီးအကဲလမ်းညွှန်မှုနဲ့အဲကိုတို့ဒီဟာလာဟိုတပ်မတော်ရဲ့ကိုတို့ PGF ရဲ့အာနောက်ပြီးတော့ရတပ်ဖွဲ့ရဲ့တက်ဆက်ဌာနဆိုင်ရာတွေရောနော်အဲ့တော့ပူပေါင်းပြီးတော့တွားနေတဲ့အဲဒီအစီအစဉ်မှာတော့လက်ရှိပူပေါင်းစစ်ဆေးတဲ့နေရာမှာကိုတို့အားလုံးစုစုပေါင်းအဆောက်အဦး22လုံးကိုတို့စစ်ဆေးပြီးပြီး အဆောက်22လုံးစီစီပြီးကြတဲ့အဆောက်ဦးတွေကတော့ဟိုလူနေအဆောက်ဦးတွေလည်းများဒါတော့ပွေလင်းမြင်တာမှုရှိအောင်အရင်တော့ဆိုတော့ကိုတို့တပ်ဖွဲ့ကြီးပဲအဲလုတ်တဲ့ခါကျတော့ဟိုဟိုဘယ်လိုပြောပဲမျိုးစုံဟိုတန်ရရှိတယ်လေအခုကလည်းကိုတို့ဒီပူပေါင်းတပ်ဖွဲ့တွေနဲ့အဲလုတ်တဲ့ခါကျတော့ခုနကတိုက်တွေကိုကိုတို့အားလုံးစုစုပေါင်းတိုက်22လုံးကိုတို့စစ်ဆေးပြီးပြီလက်ရှိခုနကတော့စကမ်မာဟိုတိတိကျကျလုတ်ထားတဲ့နေရာဆိုလို့ခုနကဟိုတယ်တစ်လုံးရဲ့အထဲမှာဟိုလူဝက်ဆိုတာလုတ်ထားတဲ့ဒီဒီစကမ်မာ ီ online ငွေလေလုပ်ငန်းတစ်ခုကိုတော့ကိုတို့ဖော်ထုတ်လို့ရတယ်ခုနကအဲ့ဖော်ထုတ်လို့ရတယ်နောက်ပြီးတော့တခြားတော့နေရာမှာတွေကထွက်ပြေးတိမ်းဆောင်သွားတဲ့နေရာတွေကနေပြီးတော့ခုနကတိမ်းဆည်းရမိတဲ့ monitor computer ဟလာဖုန်းတွေအားလုံးစုစုပေါင်းပေါင်းလိုက်တဲ့ခါကျတော့ကိုခုနကရွတ်ပြတဲ့အဲဒီအရေးအတွက်အလုံးကြီး monitor computer 2000ကျော်နဲ့ဒီဖုန်းအလုံးကြီး2000ကျော်ဒါတိမ်းဆည်းရမိတာရှိတယ်ပေါ့နော်ဟုတ်အခုလက်ရှိတော့အဲ့ဒီစကမ်းမှာတိုက်ခတ်ပြဖို့ကဒီနေ့ ပြီးပြီလားတဲ့နောက်ထပ်ဆက်လုပ်အောင်လားတဲ့မပြီးသေးဘူးမပြီးသေးဘူး company မှာတန်းဟန်းနေရင်မကျော်ဘူးပြီးသေးလောက်ဆရာတွေအများကြီးရှိတယ်ကုမ္ပဏီ company မှာကံဒီပါ company မှာအခုဘယ်လောက်ရကန်တော့လောက်အခုတော့တိုက်ပြတ်နေတယ်ဟဲ့လားကျေကုတ်ကိုဒေတာမှာတော့ခုနကလက်ရှိရာခိုင်နှုန်းအဖြစ်ပြောရမယ်ဆိုတော့ဟိုနည်းနည်းပြောရခက်သေးတယ်။ဘာကြောင့်လဲဆိုတော့အကိုတို့ကဒီလုပ်ငန်းစဉ်တွေကမပြီးသေးဘူး။မပြီးသေးဆိုတာကလက်ရှိဒီထွက်ပြေးလွတ်မြောက်သွားတဲ့လူတွေအဲဟို ဖက်ဖက်ကပိတ်ဆို့ပြီးတော့မှဂူတို့တစ်ဖက်ထိုင်းနိုင်ငံကိုလည်းဟိုမလွတ်ထွက်သွားဘောเนาะဒီကတော့ဒီဒီလုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့နိုင်ငံခြားတရားမဝင်နိုင်ငံခြားတွေအဲဂူတို့တွေပြမလွတ်ထွက်သွားအောင်အထက်ထက်ပိတ်ဆို့ပြီးတော့မှဟိုဘက်ချမ်းမှဆိုလည်းတတ်မလို့ရေဂူတို့ပီဂျက်တပ်ပွဲရေဒီအလားဝေးတဲ့နေရာတွေဆိုအဲ့တော့ပူပေါင်းပြီးတော့နေမြေရှင်းလင်းရေးတွေနေမြေပိတ်ဆောင်သိဆူရည်တွေကိုလုံးလုံးနေတယ်လုံးနေတော့အခါကျတော့အခုလက်ရှိအခြေအနေထိကတော့ဂိမ်းကနေအရတော့ပြောဖို့ရခိုင်နှုန်းဘယ်လောက်ပြီးလဲဆိုတော့ပြောဖို့ခက်တီးတယ် ါဒီနောက်ရက်တွေပါတော့ဂရုကုနာလို့ရာခိုင်နှုန်းဘလောက်ပြီးပြီလဲဆိုတော့အလောက်ကလုံနေတော့မို့လို့ဘလောက်ထိရပြီလဲဆိုတော့ပြောခက်တည်တယ်။ဘာလို့ဆိုတော့နိုင်ငံတော်ဘက်ကတာဝန်ရှိသူတွေအနေနဲ့ကစိတ်တိုင်းကျဟိုဒီအဆောက်အဦတွေကြိုက်တဲ့အဆောက်အဦကိုကြည့်ကြတဲ့အဆောက်အဦကိုတက်ကြည့်နေကြတာ။အဲကြည့်နေကြတဲ့နေရာတခုမှကခုနကလက်ရှိအဲသူတို့အနေနဲ့ဘလောက်ထိစိတ်တိုင်းကျပြီလဲဆိုတော့အပေါ်မှာမူတည်တာ။အဲ့တော့ဒီအပေါ်မှာမှခုနကကိုတို့ရာခိုင်နှုန်းအဖြစ်ကတော့အခုချိန်မှာတော့ ိုပြောဖို့ခက်တယ်ဒါပေမဲ့အလုတ်ကတော့ဟိုအများကြီးဆက်လုပ်ကြရရှိသေးတယ်ဟုတ်ကဲ့အခုတော့ BDF တပ်ဖွဲ့နဲ့ဟိုတပ်ဖွဲ့နောက်ပြီးတော့အစိုးရဖွဲ့တဲ့ဟိုကဒီတပ်တို့ပဲခြံတယ်ဖြစ်ရဲပဲဖြစ်တော့ဌာနဆိုင်အခုလုံးအခုတို့ဘလောက်ခတ်မှန်းထားတယ်တဲ့မင်းရက်တော့ပြီးသွားမလဲတဲ့ဒီကိစ္စအဲရက်ကတော့ကိုတို့အကတ်တ်မရှိပါဘောနော်ရက်ကတော့အကတ်တ်မရှိအဲ မှန်တယ်အလုတ်ပြီးတဲ့အချိန်ပေါ့အလုတ်ပြီးတဲ့အချိန်ထိပေါ့နော်ရကတော့ကိုတို့ကတ်တတ်ထားလို့မရဘူးမရဘူးဆိုတာအလုတ်ကဘယ်လောက်ထိဆက်သွားနေရအောင်မလဲမသိသေးတဲ့အခါကျတော့အော်ကိုတို့ဒီအလုံးပြီးဆုံးသွားရင်တော့ကိုတို့စစ်စင်ရဗလဲရပြုတ်လုပြီးတော့မှအကုန်လုံးပြီးသွားရင်တော့ကိုတရတာရှင်းလင်းပွဲအဲတရားလုပ်ပေးပါမယ်ဟုတ်ကဲ့အဲ့ကကြာတော့မီဒီယာတွေအကုန်လုံးပွေလင်းမြင်သွားတာအခုလုတ်တဲ့ဒီစစ်စင်ရကလည်းပွေလင်းမြင်သွားဆိုတာကိုတို့စစ်စင်ရလုတ်တယ်အပြီးသွားလို့ရှိရင်လည်းအလုတ်တွေအခုကစစ်စင်ကာလာမို့လို့တာမီဒီယာအကုန်လုံးခုံမပြနိုင်လား အဲ့တော့ပြီးသွားလို့ရှိရင်တော့ကိုတို့ကတော့အားလုံးကိုပွေလေးမြေသားသွားခေါ်ပြပါမယ်နော်ဟုတ်အခုမြန်မာလက်ရှိအရာရှိတွေဟိုသဘောပြခုပူပေါင်းဆောင်ရွက်လုပ်မဲ့ဟာဟိုအဲစကဲမှာတိုက်ခိုက်ပြဖို့ကိုတို့တက်ဖွဲ့တဲ့ပူပေါင်းပြီးတော့လုပ်တာအဲ့ဒီလူကြီးကဘယ်လိုလဲအဲ့ဒါအခုတို့ဒီမှာကတော့အနီးကအနီးကအခုတို့ဟိုကုတ်ခဲတာကတော့အခုတို့ဟိုညွန်ကြားမှုရှိတာကတော့ဒါနိုင်ငံတော်ဘက်ကအကြီးကဲကြီးအစစ်စစ်ပေါ့နော်အစစ်စစ်ပေါ့အခုဒီမှာအနီးကဒါရိုက်ကုတ်ခဲတာကတော့ အဲလက်ရှိကရင်ပြည်နယ်အစိုးရဘက်ကလုံလယ်ဝန်ကြီးပေါ့နော်လုံလယ်ဝန်ကြီးအဲဟိုဟာပေါ့ဟိုတာနေကြီးတယောက်ကနေပြီးတော့မှပုံမူကြီးမင်းတူကျော်ဆိုတာသူသူသူ့ရဲ့အဲဟိုဥစားမှုနဲ့အောက်ကနေပြီးတော့မှကိုတို့ဒီတမလေးလေးအဲဂျေဘတ်တမဌာနချုပ်ရဲ့ဟိုစစ်ပြူဟာမှုတွေနော်နောက်ပြီးတော့လက်ရှိကရင်ပြည်နယ်ရဲတပ်ဖွဲ့ကဒုတိယအဲပြည်နယ်မှုနော်ဦးစီးတဲ့ရဲတပ်ဖွဲ့တွေအဲနောက်ပြီးတော့ တခြားတခြားတော့ဌာနဆရာတွေလည်းအများကြီးပါပါတယ်ဟုတ်ကဲ့လုံနယ်ဝန်ကြီးလုံနယ်ဝန်ကြီးကျတော့လုံချုပ်ရေးနဲ့နေဆက်ရေးရဝန်ကြီးလုံချုပ်ရေးနဲ့နေဆက်ရေးရအခုကိုမြောင်းလိုက်တော့အမိတ်နဲ့လာတာပဲလားဟုတ်တယ်ဒါနိုင်ငံတော်ဒါတမရကြီးရဲ့အမိတ်နဲ့နောက်ပြီးတော့ဒုတာတမရကာကွယ်ဦးစီးချုပ်ရဲ့အမိတ်နဲ့အဲအစီအစီအဲ့လိုမျိုးတွေလာတာအခုခုခြေတိလက်တိနေပြည်တော်မှာလုပ်နေတဲ့တပ်ဖွဲ့တွေကတော့ဟိုအထက်တဲ့ဒါရိုက် အဆက်တွေတွေလုပ်ပြီးတော့ပါလီဆက်စောကတော့အခုဒီ area commander ပေါ့နော်လီဆက်စောစီကတိုင်းမှုတို့ညွှန်ကြားမှုနဲ့ဟိုတောက်လျှောက်အလုပ်လုပ်နေကြတော့ဟုတ်ကဲ့အခုလက်ရှိတော့ဟိုအခုတို့ဟိုလူကြီးတော့အမိတ်ရလာတော့ပေါ့နော်ကိုချစ်သူတို့ပါတော့အမိတ်ပေးလာပြီးတော့အခုတို့ညွှန်ကြားညွှန်ကြားပေးတော့ပေါ့ဟုတ်တယ်အဓိကကတော့ဟိုကိုရိုးစီကထွေထွေမှုဘူဂျော့ဆော့ချစ်သူကလည်း အစမှာတော့ကိုတို့ကကိုယ်လေးပြောလို့ရှိရင်မိမိဒီတောက်ကိုတိုးတက်စေခြင်းနဲ့စေတနာတစ်ခုနဲ့ပဲကိုတို့ကဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်တယ်။ဒီရနောက်ဆက်တွဲမှာကဟိုမလိုလားအပ်တဲ့ဒီပညာပိုင်းဆိုင်ရာ online ငွေလည်မှုတွေကျင်တွင်တွင်ကျကျဖြစ်လာတယ်။အဲ့ပေါ်မှာမှပထမတစ်ချိန်ကိုတို့ကတော့ဒါလူတိုင်းစာနာထောက်ထားပြီးတော့မိမိနေရက်ပြန်ဖို့အဲ့ဒီမတိုင်ခင်မှာလဲစာတွေကိုတို့လိုက်ကတ်တယ်။အဲပထမတစ်ချိန်မှာကိုတို့လက်ရှိကောက်ကောက်မုံမုံခေါ်ယူထိမ့်သိမ့်ပြီးတော့မှ ၄ရက်ပြန်ပို့တယ်ပေါ့နော်၄ရက်ပြန်ပို့တယ်အဲ့မှာလည်းလူပေါင်း1000ကျော်ကိုလိုပြန်ပို့ပြီးပြီအဲ့တော့ဒီရက်နောက်ပိုင်းမှာဆက်ပြီးတော့မှအဲ့ခုကြောင့်ကိုဗစ်နဲ့ခုနလိုဟိုတယ်တွေပေါ်မှာအဲ့လိုမျိုးတရားမဝင်ဝင်ရောက်လာပြီးတော့တစိမ့်စိမ့်နဲ့ပြန်လှုပ်လာတာဖြစ်တဲ့အတွက်သူတွေသွေးမှုကလည်းအထက်ကလူကြီးတွေရဲ့အဲအစီအမံအတိုင်းပဲကိုတို့သတ်စစ်ညွှန်ကြားပြီးတော့ဒီကိစ္စကိုဟိုပြပြသားသားကင်တွယ်ဖို့ညွှန်ကြားလို့ကိုတို့ဒီကြားဖြတ်အနေနဲ့အထူးတပ်ဖွဲ့အနေနဲ့ပြန်လဲလှုပ်ရှားရတာဖြစ်ပါတယ် ခုလက်ရှိတော့အကိုတို့လူကြီးတို့မှာကိုကြည့်သူတို့လက်ရှိဒီမှာပဲရှိနေတာအဲ့ဒါဘာဖြစ်ဆိုတော့လူများအများစွာဟိုစပေါ့နော်အဲကိုကြည့်သူအဲဒါမှောက်တာနဲ့ဟိုစဖန်းစီဖို့တာနဲ့အခုလက်ရှိကိုကြည့်သူဒီမှာပဲရှိနေတာအဲ့ဒါငါမှမဟုတ်ဖတ်ပြီးသွားပြီလားအဲ့ကျွန်တော်တို့အကြီးကဲရအာကျွန်တော်တို့အမြင်မှာပေါ့နော်ကျွန်တော်အကြီးကဲရဒီ များတော့ဆွဆွဲကြက်တွေကတော့အများကြီးရှိတာပေါ့ဗျာလက်ရှိကတော့မြေပြင်မှာကကျွန်တော်တို့ကဒီစကမ်မာလုပ်ငန်းမှာကိုတိုင်ကိုကြပါဝင်ပတ်သက်ခြင်းလဲလုံးဝမရှိဘူးကျွန်တော်တို့ဒီဒေကြီးပေါ်မှာလာပြီးတော့မှဟလာအဆောက်ဦးဟိုစောက်တယ်အဆောက်ဦးစောက်တယ်ဒီအဆောက်ဦးပေါ်မှာဟိုတယ်စောက်တယ်ဒီဟိုတယ်ပေါ်မှာဟိုတယ်ထဲမှာဘာလုပ်နေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့တီးတီးအောင်လဲကျွန်တော်တို့လုပ်တဲ့အချိန်မှာလဲအခုလိုပူပေါင်းစောက်ရက်ပြီးဖန်ဆီးဖို့တွေရှိတယ် ရှိတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အတိမှကျွန်တော်အကြီးကမှဘာပြမမရှိဘူး။ဘာပြမမရှိတဲ့အတွက်လည်းခုနကဟိုပြေးဖို့ဘာဖို့လည်းမရှိဘူး။ तू तू လောက် तू လောက်နေတယ်။သူ့ရဲ့ဒေတာဖို့ဖို့ရေးအလုပ်တွေနဲ့အဲ तू မအားလက်ဘူး။အဲကျွန်တော်တို့ညွှန်ကြားစာရှိတာလေကျွန်တော်တို့ဒီ jacket တက်ပြည့်ရေပြတ်ပြတ်သားဆောင်ရွက်ဖို့ညွှန်ကြားတယ်အဲပြီးတော့လက်ရှိသူ့ဘာဒီလက်ရှိကျွန်တော်အကြီးကသူ့ဟာသူဒီလမ်းဖောက်တယ်ဟာလာဘာသာရေးအဆောက်အဦတွေစောက်တယ်အဲ့ဒီဘက်တွေသွားပြီးတော့အကြီးနေတာလေရှိတယ်ကျွန်တော်အကြီးကပဲမပြေပါဘူး အခုလက်ရှိတော့ဟိုအစပေါ့အာတကယ်မှမတိုက်ခိုက်ဖြတ်ခင်နာဟိုအစပေါ့သူတို့အဲ့ဒီတရုတ်ဒေတို့ပါတော့အရင်ဆွေထားတို့ပါတော့ရှိလာမရှိပါဘူးမရှိဘူးဆိုအဲ့ကိစ္စလည်းလည်းပြောချင်တယ်ကျွန်တော်တို့တရေမှာလည်းအများကြီးတွေ့နေရတာဒါကတော့ဟိုလူပေါင်းစုံပေါ့နော်လူပေါင်းစုံဒါရေးချင်ရရေးခွင့်ရှိပါတယ်ပြောချင်ရလည်းပြောခွင့်ရှိပါတယ်စုစဲချင်ရစုစဲခွင့်ရှိတယ်ဟောနော်လက်ရှိကကျွန်တော်တို့စီမှာခုနကကျွန်တော်အရင်တော့ကလည်းခဏခဏကျွန်တော်ပြောမှုတဲ့စကားရှိတယ်အဲ တတိတွေကကျွန်တော်စီမှာမနေပါဘူးเนาะတတိတွေကဒီလိုနေရာတိတိလေးမှာဘာမှဇင်ခံစရာကောင်းကောင်းစရာလည်းမရှိတဲ့နေရာမှာမရှိပါဘူးသူတို့ကအာရှင်းရှင်းပြောရင်ကျွန်တော်လေ့လာတလောက်ဆိုရင်ဟလာငွေကြီးလဲခြားနာတဲ့လူတွေကသူတို့လုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးနေနေရမှာပဲတတိမှလည်းမနေပါဘူးအဲဆိုလို့ရကနောက်ပြီးတော့ဒီရေမြေပထဝီအနေထားရကြည့်မယ်ဆိုလို့ရှိရင်လည်းမကောင်းတာလုပ်တဲ့လူကတော့ပြေးလို့လွယ်တဲ့နေရာမှာပဲသူနေမှာပေါ့အဲ့တော့ဆိုလို့ညီငါက ကျွန်တော်တို့အစီအမအဲ့တတိနေနဲ့ပတ်သက်ပြီးရွှေ့ပြောင်းထားတာလုံးဝမရှိပါဘူးကျွန်တော်တို့ဒီကာလဒီမှာအာဒီတွေ့ဆုံနေရခုနကလည်းကျွန်တော်သတင်းမီဒီယာတွေကိုကျွန်တော်ပြပြခဲ့တာလည်းရှိမှာပါเนาะဒါကကျွန်တော်မြန်မာနိုင်ငံသားတွေကသူတို့လက်ရှိတက်ဆိုင်ရာတရုတ်တွေထွက်ပြေးသွားတဲ့အတွက်ဟိုအလုပ်တွေ깟တွေအဲဟိုမရှိလာတာဖြစ်တော့တချို့အလုပ်ကရှိတဲ့လူကဈေးရောင်းတဲ့လူတွေကဈေးဆိုင်ဖွင့်ထားရင်တော့နေခဲ့မှာပေါ့ဟိုတယ်ရှိတဲ့လူဟိုတယ်ဖွင့်ထားတော့နေခဲ့မှာပေါ့ကျန်လည်းမရှိတဲ့လူကတော့ မြန်မာနိုင်ငံမြန်မာပြည်ပွားတရုတ်တွေပဲပြန်နေကြတာဒီလက်ရှိကင်မရာပေါ်မှာရှိနေတဲ့အရာတွေကလည်းအဲအဲ့တော့ကျွန်တော်တို့တရုတ်တွေကိုကျွန်တော်ပို့ဆောင်ခြင်းလုံးဝမရှိပါဘူးဟုတ်ကဲ့အခုလက်ရှိတမ်ဘရောတို့ဟိုအခုတို့ပူပါမိတော့ဟိုဗမာစစ်တပ်တို့ဗမာရဲတို့အားလုံးပေါ့အခုတို့ဒီကျေးပတ်ပတ်တို့အဲ့စိုက်ခံတယ်ပြန်ဖြစ်စီမလား KK ပတ်လို့မျိုးလုံးလားတဲ့အဲ့ဒါတော့လက်ရှိကဒီမှာရွှေကုတ်ကူကကြတော့ကိုတို့ ဒီတရားဝင်မြို့လည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီလက်ရှိကဒီတရားဝင်တကယ်လို့ MNC ဖြစ်တာပြီးတော့မှလူတွေအဆောက်အဦတွေစောက်လုပ်ဖို့အဲကြတာနေရာဖြစ်တယ်ဟိုဘက်ကကြတော့ဂေပတ်ကြတော့ဒီခွေပြူချက်မရှိတဲ့နေရာမျိုးတွေဖြစ်နေတာပေါ့နော်အဲ့လိုအဲ့လိုနေရာမျိုးအဲ့နေရာတစ်ခုကတော့အဲ့လိုမတူတာတွေတော့ရှိပါတယ်ဟုတ်ကဲ့အာအကိုတို့လက်ရှိတော့ဟိုအဆောက်ပေါ့နော်အဲ့ဒီတိုက်ခိုင်းမှာဖြစ်စီဖို့အကိုတို့မစိုးရိမ်ပါဘူးပေါ့ပြီးဆိုတော့တည့်ရည်ဝင်ခွေထိုင်တဲ့တက်တော့ဘာမှမဖြစ် မစိုးရဘူးလေလို့တော့ပြောလို့မရဘူးပေါ့ဒါပေမဲ့ဟိုအထက်ကလူကြီးတွေရဲ့ညွှန်ကြားချက်ဆောက်ကြည့်ရမှာပေါ့ခုလက်ရှိတော့ဟိုစပါတော့ဟိုဒီ GM နဲ့တိုက်ခိုင်းနေဖွက်ပေါ့နော်အကိုတို့ဒီ GM တပ်ဖွဲ့ဆိုင်ရာနဲ့ပမာပြီကအစိုးရတို့တပ်ဖွဲ့အများနဲ့ဥပောင်းပြီးတော့ပြုတ်ဆောင်နေလားတဲ့အဲ့လိုပြောကြတယ်နော်อืมအဲ့စကားလေးကတော့ပို့လင်းပြောရင်တော့တော်တော်ဖြည့်ချင်ပါလား ပြည်ကျင်းတယ်ဆိုတာလည်းကျွန်တော်အများကြီးတွေ့ရပါလားတွေ့ရသတင်းတွေမှာလည်းအများကြီးတွေ့ရပါလားကျွန်တော်အပိုင်းတစ်ပိုင်းခွေးပြီးပြောပြပါမယ်အရင်တော့ကတော့ကျွန်တော်တို့ဒီရွှေကုတ်ကိုဒေတာတော့၎င်းကျွန်တော်တို့ဒေတာတော့၎င်းပါနော်ဒီကြားဖြတ်တိုက်ဖြတ်ရေးဆိုရင်ဒီဂျက်တပ်ဖွဲ့အနေနဲ့ပဲဥဆောင်ပြီးလုပ်သွားတာရှိပါတယ်ဒီပုံမှန်လည်းခုနကမေးခွန်းတွေအများကြီးရှိလာတယ်ရှိလာတဲ့ပုံမှန်လည်းဒါတစ်ကြိမ်ကျွန်တော်တို့အဲ့လူပေါင်းတောင်းကြော်ကျွန်တော်အနံ့ပြီးတဲ့နောက်ပိုင်းမှာလည်းခုနကထင်သာမြေသာရှိတဲ့အရာတွေမပေါ်ပေါက်ခဲ့ပါဘူးအခုကကြတော့ နိုင်ငံတော်အကြီးအကဲရဲ့ညွှန်ကြားမှုနဲ့ဒီတက်ဆိုင်ရာဟလာလက်ရှိလုံနယ်ဝန်ကြီးဦးစီးပြီးတော့ကျွန်တော်တို့ဒီတပ်ဖွဲ့တွေဟလာတတိုင်းတပ်ဖွဲ့တွေယူဟာတွေရဲတပ်ဖွဲ့တွေဌာနဆိုင်ရာတွေဒါအဲဝင်ရောက်စစ်ဆေးပေါ်ထုတ်ဖမ်းဆီးနေတာဟာကျွန်တော်တို့ BGA ရဲ့အမိန့်နဲ့မဟုတ်ပါဘူးနိုင်ငံတော်အကြီးအကဲရဲ့ညွှန်ကြားချက်နဲ့ဖြစ်တယ်နော်အဲ့ဒါတပိုင်းတစ်ချက်ပြော ။အပြည့်ဆိုတော့အခုလာတဲ့ဒီဟလာဟိုလုံတယ်ဝကျူဦးစီးပြီးတော့မှဒီတံပရောပြူဟာမူတွေနော်နောက်ပြီးတော့အဲရဲတပ်ဖွဲ့ကအတူပြည်တဲ့ဘုတ်တွေအကုန်လုံးဒီနိုင်ငံဝန်ထမ်းတွေဖြစ်ပါနိုင်ငံတော်လဆာဆားရတဲ့နိုင်ငံဝန်ထမ်းတွေဖြစ်တယ်။သူတို့ကရောကျွန်တော်တို့ကဒါလေးလုပ်ပေးပါဆိုရင်သူတို့ကနှိမ့်နှိုင်းလို့ခဲ့ရင်တော့မှသူတို့ကနှိမ့်နှိုင်းခံမဲ့လူမျိုးတွေမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဘယ်သူမှမိမိတာဝန်ဝတ္တရားကိုအပြတ်ကွက်ခံပြီးတော့အေးအေးခံမဲ့အဲလူထဲမှာမပါကြဘူးလို့ကိုတို့ထင်တယ်အဲ့တော့လက်ရှိအခြေအနေမှာဟလာကိုတို့ဒီဘက်သူတို့အကြီးကဲတွေခိုင်းတဲ့လက်ရှိကိုတို့နိုင်ငံတော်အကြီးကဲခိုင်းလိုက်တဲ့အပေါ်မှာတော့တကယ်တော့ကြီးကဲကယုံကြည်ပြီးလွတ်လာတဲ့လူတွေကသူ့အလုပ်ကိုသူပြက်ပြက်တသားလုပ်နေပါလားသူဝေချင်တဲ့အဆောက်အဦသူတွင်လည်းစစ်ဆေးချင်တဲ့အဆောက်အဦစစ်ဆေးတယ်ကိုတို့ကတော့ follow လိုက်ပြီးတာပဲအဲဒီစီးပြီးတဲ့နောက်မှာဖန်တယ်စီးတဲ့ကိုတို့ကနောက်ကလိုက်ပြီးတာပဲ ဒါပွေလေးမြင်တာဆိုတာရှိအောင်ကိုတို့ကစားရနေတာဖြစ်တယ်လက်ရှိလည်းဒီနေ့လည်းပွေလေးမြင်တာမှုရှိအောင်လက်ရှိရောက်လာတဲ့ဟာလာအဝေးရရောက်လာလို့ဒီနေ့ကိုတို့ကဒီ channel 3ဆိုလို့ရှိတာဘန်ကောက်ကနေလာရတာဖြစ်တဲ့အတွက်အကိုလက်ခံပေးဆုံးတာပါအမှန်တကယ်ကတော့ကိုတို့ကဒီစစ်စီရေးအဲပြီးသွားမှကိုတို့ကသတင်းမီဒီယာတွေအကုန်လုံးကိုသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့မှနေရာအနှံ့ကိုတို့လိုက်ပြဖို့စီစဉ်လုပ်ထားပါတယ်ဒါမဲ့ဒီအဝေးကရောက်လာတာဖြစ်တဲ့အတွက်ဒီနေ့ကိုတို့လက်ရှိအားနာလို့ကိုတို့ဒီနေ့လက်ခံပေးဆုံးပြီးတော့မှဟို ဟိုလွတ်လွတ်လပ်လပ်တရေယူပါဆိုပြီးတော့မှကိုတို့ဟိုဒါကိုတို့စီကအဲဒါပွေလွင်ပြောရေကိုတို့စီကအကြီးကဲတချို့တော့မသိပါဘူးနော်ကိုတို့လက်ရှိရောက်လာပြီးတော့ကဒါကိုတို့လည်းဟိုပုံကိုကြီးကဘာပဲဖြစ်ဖြစ်တရေယူစီချင်တဲ့ဆန္ဒနဲ့အဲကိုတို့တာဝန်ယူပြီးတော့လွတ်ပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့အခုချိန်ကဒီချိန်အမတန်အရေးကြီးတဲ့အချိန်လေးအချိန်ခါတစ်ခုဖြစ်နေတာပေါ့နော်အမှန်ရေးကြည့်တဲ့အချိန်ကတော့ခုဖြစ်တဲ့အထူးစစ်စင်ရေးစင်နွှဲနေတဲ့ကာလလည်းဖြစ်တယ်ဖြစ်တဲ့ခါကျတော့ဥပမာထိုင်းနိုင်ငံလိုပေါ့ ထိုင်းနိုင်ငံမှာလည်းဒီစကမ်မာနဲ့ပတ်သက်ပြီးတော့ထိုင်းအစိုးရတာဝန်ရှိသူဟုတ်လားထိုင်းဝန်ကြီးချုပ်ကနေပြီးတော့မှပြက်ပြက်တသားအမိတ်ပေးထားတဲ့ပုံမှာထိုင်းနိုင်ငံဘက်ကအတာဝန်ရှိတဲ့အဲမီဒူမဆိုဟုတ်လားဒီကိဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘဒူမဟိုညှိနှိုင်းဆောင်ရွက်မှာမဟုတ်ဘူးအထက်ကဝီးချုပ်ခိုင်းတဲ့အလုပ်ကိုပဲပြက်ပြက်တသားလုပ်ကြမှာပဲအဲထို့ဒီလကောင်းပဲကိုတို့နိုင်ငံမှာလည်းကိုယ်နိုင်ငံရာဇမရာနေပြီးတော့မှပြေးလိုက်တဲ့အမိတ်အပေါ်မှာဒီအောက်ကစင်ငယ်စက်သူပြတတ်မလို့ကာကွယ်သူထပ်ပြီးအဲ့ကနေအပေါ်မှာမှဒီအောက်က တက်ဆိုင်ရာတက်ရောက်လာတဲ့အဲဌာနဆိုင်ရာအကြီးကဲတွေအကုန်လုံးကလည်းသူတို့အလုပ်ကိုသူတို့ပြတ်ပြတ်သားကင်တွယ်နေကြတာပါပဲဟုတ်အဲ့ဒါလေးပါပဲအခုဒီနေ့ဟိုကအခုတည်းမင်းကုန်းတွေပါတယ်ပေးနေခါကြတော့အခုတို့ဟိုလူများမပြောရအောင်ဟိုစပေါ့နော်ပွင့်နေပွင့်နေတာလောက်တယ်အခုအတီကမျိုးတည်းလာပေးတာမှန်လားဟုတ်ဟိုစပေါ့အခုတို့ဟိုလူများ မပြောရအောင်ပေါ့အခုဒီလိုမျိုးတည်နေပါတယ်ဆွေးနွေးတော့ပေါ့နော်အမှန်တော့အမှန်ကိစ္စပြီးမှဖန်တီဖန်စီပြီးမှအခုတို့အာတည်နေဖတ်ဖတ်တင်ရမှာပေါ့နော်ဒါပေမဲ့ခုလက်ရှိပေါ့အခုတို့လူများဟိုသဘောလူများအခုတို့အခုလုံးနဲ့ပုံစံကပွင့်နေတယ်မဖုံးဘူးမညာဘူးတရုတ်ဆောင်လို့မဟုတ်ဘူးအခုအခုတို့ပြောချင်တာလားဟုတ်လားမှန်ပါ ုတတိမှာမှန်ပါအဓိကတော့ကိုတို့ဟိုဒီဒီလေးလဲဒီကြားကာလမှာလဲဝေမှန်မှုတွေအများကြီးရှိတယ်ဒါကလည်းမဆန်းပါဘူးမဆန်းပါဘူးချစ်တဲ့လူကကောင်းတာပြောမယ်မုန်းတဲ့လူကတော့ဝေမှန်မှုတွေအများကြီးရှိပဲဒီပေါ်မှာမှအဓိကတော့ကိုတို့ကတော့ဟိုရှင်းတယ်ကိုယ့်အလုပ်ကိုလုပ်တယ်ကိုကကိုယ့်အလုပ်ကိုပဲကိုဖျောက်ဖျောက်လုပ်ပဲအဲကိုလုပ်တဲ့အလုပ်ကတလေးလေးဖြစ်နေကြရင်အကုန်လုံးအဖြေဆိုတာတခုပေါ်လာမှာပဲအဲ့တော့ဟိုကျန်တာတွေကတော့ဝေမှန်မှုတိုက်ခတ်မှုတွေကအများကြီးရှိပေမဲ့လည်းဟိုဒါကတော့ ဟိုบေဖန်မှบဝေဖန်လူတွေရဲ့ลလုပ်ပေါ့ราตัวเကတော့တို့ကาေาနาတาတော့ตဆမ်းပါဘူးတို့တို့လောက်သူလောက်တလို့အကိုတို့လည်းအကိုတိုาလောက်ကိုတคือพวกที่ต่อต้านกองกำลังดีเกมเนี่ยเขาจะพูดอะไรเขาก็พูดได้ ทุกคนต่างมีหน้าที่ต้องทำงานขอบคุณ